အလုံးပဲမင်္ဂလာပါဒီနေ့ April 17ရက်နေ့မှာတော့ပြီတော့နှစ်ပြီတော့ပါဆိုလို့ရှိရင်ဒီမင်္ဂလာလှုပ်တဲ့ခါကျတော့တော်တော်ကိုထိခိုက်ပျက်စီးမှုရှိတယ်အဆောက်ဦးပေါင်းဒီအစိုးရဝန်ထမ်းအဆောက်ဦးပေါင်းထောင်ကျော်မှာဆိုလို့ရှိရင်တစ်ခုမှနော်အကောင့်မရှိဘူးအကောင့်ပကတိပါတစ်လုံးမှမရှိဘူးအပြီတော့ဝန်ထမ်းအင်အား800ကျော်မှာဘယ်တစ်ခုမှအကောင့်မရှိဘူးဆိုတော့အဲ့ဒီဟာကိုနေပြီတော့ပြန်လည်ပြီတော့ပြုပြင်မုံမှန်ဖို့အတွက်ကကျွန်တော်တို့စက္ကစက္ကချက်ချင်းအခုခံလိုက်တယ်နော်အရင်ကဒီ အနာရှင်တွေမလုတ်တဲ့အလုပ်တစ်ခုကိုသူလုပ်တယ်။အရင်တော့ဆိုလို့ရှိရင်တော့ကျွန်တော်တို့လုံးဝပြေပါကအကူအညီလုံးဝမတောင်းဘူး။နော်ဝန်ခံလုံးဝမပေးဘူး။နော်လာတာပြည့်စည်ပြည့်စည်ရတဲ့နာကိတော့ဘာလို့ဆိုလို့ရှိရင်တော့ဟိုမှာနော်ကုညီရဲ့အဒီတင်မော်တွေအများကြီးရောက်လာပြီးလုံးဝဝန်ခံမပေးဘူးအဲ့လိုမျိုးလုပ်တယ်နော်။ဆိုတော့မအားလာကြတော့အဲ့လိုမျိုးမဟုတ်ဘူး။နော်မအားလာတော့ထူးထူးခြားခြားအဲ့ဒီမှာနိုင်ငံတကာကိုချက်ချင်းဖိတ်ခေါ်လိုက်တယ်နော်။အကူအညီတွေတော်တော်ကိုဝေးလာတယ်။ဘာဖြစ်လို့ဒီလိုလုပ်လဲဆိုတော့နေပြည်တော်တော်တော်ထိတယ်နော်။နေပြည်တော်တော်တော်ထိတယ်။ဆိုတော့ကိုနိုင်ငံတကာကနေပြည်တော်အထူးတော်ဝင်လာတယ်။ဝင်လာတဲ့ခါကျတော့သူ့စီမှာပဲခေါ်လုံး ။နောက်ဒီဖက်ကအရင်ဒီဖက်မှာတော့မစင်းစားနဲ့။ဘာမှမ။နော်သူ့ရဲ့ဒီဖက်မှာဒီဒေါ်လာရဲ့တင်ချုပ်ထားတဲ့နေမြေတွေမှာလုံးဝမရောက်ဒီမာလာကအကုန်လုံးတင်ချုပ်ထားတယ်။ဆိုတော့အဲ့ဒီအလုံငွေတွေအားလုံးကနေပြတော့မှာပဲသွားမှာပဲကျွန်တော်ခဏခဏပြောတယ်နော်။ဆိုတော့ဒီနေ့ကတော့တက်စီတစ်ခုအနေနဲ့ကျွန်တော်တို့ထွက်လာတယ်။အဲ့ဒါကပါလဲဆိုလို့ရှိရင်တော့အဲ့ဒီနေပြီးတော့ရုံချုံတို့ဆောက်အုံးတွေအကုန်လုံးကိုနေပြီးတော့ပြန်လဲပြုပြင်မိုးမှန်ဖို့အတွက်ကဘသူကတောင်းဝေယူရလဲဆိုလို့ရှိရင်တော့သူ့ရဲ့သားအပြစ်ဆုံးရဲ့ဆောက်လုပ်ရေး company ကနေပြီးတော့လုတ်ခွင့်ရတယ်။ရမှာပေါ့နော်။ဟုတ်နိုင်ငံတကာကအကူအညီအားလုံးကို နော်သူ့သားပဲကိုလုံးရမှာပဲလေနော်အဲ့ဒီသူ့လက်ထက်မှာပဲရှိတယ်သူ့အဖေကနေပြီးတော့သူ့သားကိုပေးလိုက်တယ်ဒါပဲနော်ရှင်းနေတာပဲဆိုတော့နော်အဲ့ဒါကကြိုပြီးတော့မြင်ထားတယ်တကယ်ဖြစ်ရမယ်လို့ကျွန်တော်တို့ဖြစ်လာတယ်ဆိုတော့နော်တခြားနေရာတွေကတော့အသေးအခွေလေးပဲရောက်သွားလိမ့်မယ်နော်အဲ့ဒီမှာတအင်းကိုစေသိမ်းလို့တော့ကျွန်တော်တို့ပြောတန်ကြားတယ်မာလာထောက်ပံ့တယ်ဆိုတော့အဲ့ဒီကလည်းအရောက်စီရမှာမဟုတ်ပါဘူးနော်အဲ့ဒီမှာသူ့စီမှာအခုနေပြီတော့ပါပဲအကုန်လုံးသူပြက်စီတဲ့အင်းကိုအကုန်လုံးဆောက်ဖို့ကနိုင်ငံတကာကဝိုင်းဝန်းကူညီပေးတယ်ဆိုတဲ့သဘောတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့သူ့ရဲ့သား ကိုနေပြီးတော့လက်ဆန်းကားလိုက်တယ်နိုင်ငံတကာကဒီအလုံငွေဟူသူမြောက်ကိုသူလက်ထံမှာရောက်တယ်နေပြီးတော့သူသားကိုပေးလိုက်တယ်ရောမင်းဆောက်ဆောက်ခါကိုရော့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 အဲစသည်ဖြင့်ပေါ့နော်တဘောမှာ1000တန်ဆိုလို့ရှိရင်1000ပေးတယ်ပေါ့အလုံငွေနဲ့ ဆိုတော့လူငွေဆိုတော့သူ့ပတ်စံမမဟုတ်တာနော်ဆိုတော့အဲ့လိုမျိုးပုံစံမျိုးကျွန်တော်တို့ဒီနေ့အတင်းတွေမှာတက်လာပြီနော်တက်လာပြီကျွန်တော်ခမ်းမတ်တယ်အခုပြန်တက်လာတယ်ဆိုတော့မန်နေလို့ကျွန်တော်တို့ပြောလို့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီချင်းညီနောင်ကဒီချင်းပြင်းနေမှာခုနက၃မျိုးပဲကျန်တော့တယ်နော်၉မျိုးရှိတယ်နော်ချင်းပြင်းနေမှာ၉မျိုးရှိတယ်၉မျိုးမှာကျွန်တော်တို့ကအခုမတိုက်တဲ့တိုက်တော့မရသေးတာကဟာခရဲ့တီတင်ရဲ့ထန်တလန်ရဲ့နော်ဒီ၃ခုပဲကျန်တော့တယ်ထန်တလန်ကတော့ပြန်ကျနေပါပြီနော်ထန်တလန်မျိုးတစ်မျိုးကျန်တယ်တီတင်မျိုးတစ်မျိုးကျန်တယ်ဟာခမျိုးတစ်မျိုးကျန်တယ်ဆိုတော့တီတင်ကလည်း တဝက်တပြက်နော်အဲ့ဒီမှာကလုံးထိန်းချုပ်ထားပြီးပြီးထန်တနာနဲ့အခုလုံးဝမတိုက်ပဲနဲ့ရှိတာကဟာခာနော်ဟာခာကတကယ်မျိုးတော့နော်မျိုးတော့ဆိုတော့အခုညီနောက်သုံးခွဲကဒီဖလန့်ကိုတိုက်ပြီးတဲ့နောက်ပိုင်းမှာနော်တိုက်ပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်အခုထပ်ပြီးတော့ကျွန်တော်တို့တီတီကိုတိုက်မယ်ဆိုပြီးတော့ဒီနေ့ကျင်ညာပြီနော်ဆိုတော့ကျွန်တော်တို့ချင်းပြင်းတွေကိုကြည့်လို့ရှိရင်၃မျိုးပဲကျန်တော့တယ်ရခိုင်ပြင်းတွေမှာလည်း၃မျိုးပဲကျန်တော့တယ်ဆိုတော့သုံးကနားကတော့ခစ်စားနေတယ်နော်ချင်းပြင်းတွေမှာဆိုလို့ရှိရင်ဟာခာတီတီထန်တနာကျွန်တော်တို့ရခိုင်ပြင်းတွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကြောက်ဖြူမန်အောင်စစ်တွေ့ ဒီသုံးခုပဲကျန်တော့တယ်နော်ဒီဒီအဲ့ဒီပြရတော့ဒီချင်းချင်းအောင်တွေတိုက်တာကလည်းကျွန်တော်တို့ AA ကတကယ်တမ်းပထမဆုံးဦးစီးပြီးတိုက်တာဖြစ်တယ်ဆိုတော့အခုကတော့ AA ရဲ့တင်းကနည်းနည်းမိန်တော့တာတွေ့ရတယ်နော်ဘာဖြစ်ဆိုတော့ချင်းချင်းဖက်ကတော်လိုင်းရဲ့ဖွဲ့တွေကတော်တော်ကိုနော်ဒီ AA ပါဝင်ပတ်သက်မှုတွေကိုသူတို့မကြိုက်တာတွေတော်တော်ကြီးကြီးလောက်လောက်အရင်တော့ track ခဲ့ဖို့တယ်နော် track ခဲ့ဖို့တယ်ဘာပဲပြောပြောနော်ပထမဆုံးဆရာတော့သူပဲနော်တကယ်ဦးစီးပြီးတော့သူလောက်တာဆိုတော့အဲ့ဒီပြရတော့အဲ့ဒီမှာကျွန်တော်တို့ဒီ chip ပြင်နေမှာ၃မျိုးပဲကျန်တော့တယ်ရခိုင်ပြင်နေမှာ၃မျိုးပဲကျန်တော့တယ် အဲ့အဲ့လိုမျိုးကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကတရုတ်။တရုတ်ကနေပြီးတော့မြန်မာနိုင်ငံမှာလာပြီးတော့တော်တော်ကိုအကူအညီမစားတဲ့ပထမကဒေါ်လာသန်း7000တန်းထိကူညီတယ်။ပြီးလို့ရှိရင်တော့အခုထပ်ပြီးတော့နောက်တစ်ကြိမ်139တန်းကိုထပ်လှူမယ်ဆိုပြီးတော့ကျွန်တော်တို့ဒီနေ့သတင်းမီဒီယာမှာတက်လာတယ်။အဲ့ဒါကပြန်လည်ထူထောင်ဖို့တဲ့နော်။ယောဂကာကွယ်ရေးစသဖြင့်ဒီယောဂတွေရေဆေးရုံမှာအသုံးဆောင်ပစ္စည်းတွေစသဖြင့်အားလုံးကိုကူညီထောက်ပံ့ဖို့အတွက် အဲ့ဒီမှာလူသားချက်စာနာမို့ထောက်ထားအနေနဲ့အခုရန်ကုန်နော်တရုတ်တန်ရုံကနေပြီးတော့ထုတ်ပြန်လိုက်တဲ့ဆိုတဲ့တတိယမြေဖြစ်တယ်။ဆိုတော့ထပ်ပြီးတော့ကျွန်တော်တို့138တန်းကူညီမယ်နော်ကူညီမှာပေါ့သူရစရာတွေအများကြီးရှိတယ်။သူ့ရဲ့ company တွေအခုနောက်ကသူ့ရဲ့အစိုးရတွေသူ့ရဲ့လက်နက်ကိန်းတွေအကုန်လုံးမြန်မာနိုင်ငံမှာထည့်လိုက်ပြီဆိုတော့အဲ့ဒီပြီးတော့သူ့နိုင်ငံဖြစ်သွားပြီနော်သူ့နိုင်ငံဖြစ်သွားပြီအခုကြောက်ဖြူလို့ဘာလို့ဆိုရင်တော့အခုသူ့ရဲ့လက်နက်ကိန်းတွေအကုန်လုံးထည့်လိုက်ပြီဆိုတော့မလာကခွင့်ပြုတယ်ဆိုတော့သူ့နိုင်ငံပဲလေနော်အဲ့ဒီမှာကျွန်တော် invade လုပ်ပြီးသားပဲကျွန်တော်တို့ကျူးကျော်ပြီးတော့တင်ပိုက်တယ်လို့နာမည်ထုတ် အခုမထွက်တာကလွဲလို့အခုမြန်မာနိုင်ငံဟာဆိုလို့ရှိရင်ကောလုံးတရုတ်လက်ထက်ရောက်သွားပြီနော်တရုတ်လက်ထက်ရောက်သွားပြီဆိုတော့သူ့နိုင်ငံဆိုတော့လည်းသူနည်းနည်းလေးကူညီလာပေါ့တခြားနိုင်ငံထက်နော်အဲ့လိုမျိုးတွေ့ရတယ်အမေရိကန်ကတော့ကျွန်တော်တို့ပထမတော့ဒေါ်လာ1သန်းနောက်တစ်ခုကတော့9သန်းဆိုတော့6သန်းကူညီနေဆိုတော့ဒီအာဂျီနိုင်ငံထက်မှာဆိုလို့ရှိရင်တော့ဒီအမေရိကဆိုလို့ရှိရင်အနည်းဆုံးပေါ့နော်အနည်းဆုံးနိုင်ငံခုနေလေကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဒီချန်ပီယံနယ်နမ်မော်မျိုးအနည်းမှာဆိုလို့ရှိရင်စကတ်ဆန်နဲ့ဒီရှန်နီနဲ့ပေါင်းတယ်ပေါင်းပြီးတော့သူတို့ထိုးစစ်ဆင်တယ်ဒီဖက်က ဝင်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီဖက်ကစက္ကဆတ်တဲ့ shiny အဖွဲက9ယောက်ကြာဆုံးသွားတယ်9ယောက်ဖေဆုံးသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ် နောက်တစ်ခုကမာအလာကိုအေးယူမယ်နော်အေးယူမယ်ဆိုတာကအဲ့ဒါကပါလေဆိုလို့ရှိရင်နော်ကျွန်တော်တို့ IIMM လို့ခေါ်တဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးအဖွဲ့နော်အဲ့ဒါကအချက်လက်တွေကိုစုဆောင်တယ်စုဆောင်ပြီးမှကျွန်တော်တို့ဒီ ICC တို့အဲ့ဒီနေရာတွေမှာသွားပြီးတော့တရားစွဲတယ်နော်အချက်အလက်တွေပူးပေါင်းပေးတယ် IIMM ဆိုတဲ့အဖွဲ့ကနော်ဆိုတော့သူတို့အခုဒီဆက်ကဆက်ကတကယ့်မင်္ဂလာတွေလုပ်တဲ့အချိန်မှာလူတွေပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာလုံးဝ နောက်မြတ်စေဘိနဲ့ဘုံတွေကိုလိုက်ကျဲတဲ့အတွက်ကြောင့်သူတို့ကိုအရေးယူနိုင်ဖို့အချက်အလက်တွေကိုနော်အကုန်လုံးစူးစောင်းပြီးတော့အရေးယူဖို့အတွက်စူးစမ်းမယ်ဆိုပြီးတော့ဒီနေ့ထုတ်ပြန်တယ်ပြီးလို့ရှိရင်တော့ဒီကုလသမဂ္ဂရဲ့လူအခွင့်ရေးအထုကိုဆိုရင်နော်တွန်အင်ဒရူကလည်းသူပြောတယ်ကုလသမဂ္ဂဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဂျားဝင်ပြီးတော့ပြန်ပြေဖို့လိုနေပြီဆိုတဲ့ဟာကိုအဲ့ဒီမှာကုလသမဂ္ဂမှာ တင်သွင်းနေဆိုတဲ့ဟာကိုကျွန်တော်တို့ဒီနေ့တတိမီဒီယာမှာတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ flan flan မျိုးသိမ်းတိုက်ပွဲဟာဆိုလို့ရှိရင်တော့နော်အောင်မြင်စွာပြီးဆုံးသွားတယ်ဆိုတော့ကျွန်တော်တို့ဒီချင်းပြင်းနေမှာဆိုလို့ရှိရင်တော့ flan ဟာဆိုလို့ရှိရင်ဒုတိယမျိုးတော်ဖြစ်တယ်အဲ့ဒီမျိုးကနေပြီးတော့ဒီနိုင်ရပူပေါင်းအဖွဲ့တွေတော်တော်များများပါတယ်အဲ့ဒါက96 soldier ဆိုတဲ့အဖွဲ့ကသူတို့လည်းပါဝင်တယ်နော်အဲ့ဒီမှာ video file ကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့သူတို့အဖွဲ့ကလည်း10ယောက်ကြာတယ်နော် NLA လို့ခေါ်တဲ့เนาะအမျိုးသားလက်မျောရဲ့တပ်တော်เนาะတပ်တော်ကလည်းအဲ့ဒီမှာ၃ရောက်သေးတယ်ကိုဦးတန်ရရတယ်နောက်တစ်ခုကเนาะ MBT လို့ခေါ်တဲ့ Black Tiger ဲ့ဒီအဖွဲ့ကလည်း9ဦးကြားဆုံးပြီးတော့3ဦးတန်ရာရရှိတယ် CP လို့ခေါ်တဲ့ဒီချင်းမြင်အောင်ချင်းဘရဒါအဖွဲ့ကလည်းအယောက်ပေါင်း20နော်အယောက်ပေါင်း20ကြားတယ်ဆိုတော့တော်တော်ကိုကြားဆုံးလို့ရှိတယ်နော်တော်တော်ကြားဆုံးလို့ရှိတယ်အဲ့ဒီ flan type ဖွဲ့ကဒါပေမဲ့အောင်မြင်စွာပြေဆုံးသွားတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့ဒီနေ့ TT media တွေမှာဖော်ပြထားတာကိုတွေ့ရတယ်ဆိုတော့ဒီနေရာမှာပြန်ပြီးတော့ချိန်တဲ့အခါကျတော့ဒီဖက်ကဒီ PDF တွေနော်ဘာမှ PDF တွေလို့ခေါ်လို့ရတယ်ကျွန်တော်တို့96 soldier တို့ဘာလို့ဆိုတာပါဝင်ပြီးတော့တိုက်ခိုက်တာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့တော်တော်များများ black tiger တို့ဘာလို့လဲအဲ့ဒီမှာသွားပြီးတော့တိုက်တာကိုလည်းတွေ့ရ တယ်ဆိုတော့အစ်ပြေတော်ဒီဖျားတော်လိုင်းရဲ့အဖွဲ့တွေလေးတော်တော်များများပါဝင်တော့တိုက်ခိုက်ပေးတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကရှမ်းပြည်နယ်နော်ယွာငံမှာဆိုလို့ရှိရင်တော့ဒီအောင်ပန်းနော်အောင်ပန်းလိုင်းပတ်မှာဆိုလို့ရှိရင်တော့အင်စီကနဲ့ပြီးတော့ဆရာကြီးအဲ့ဒီမှာဘိုးကြီးမျိုးစော်တန်းဆိုတဲ့လူကအင်စီကနဲ့ပြန်လာတယ်ပြန်လာတဲ့ခါကျတော့ဒီဖက်ကလူတွေကတည်င်းရတယ်တည်င်းရပြီးတော့ဂျားမှနေပြီးတော့ဝင်ပြီးတော့တိုက်တယ်နော်အဲ့ဒီဗီဒီယိုဖိုင်လေးကျွန်တော်တို့တွေ့လိမ့်မယ်နော်ကျွန်တော်အဲ့ဒီဗီဒီယိုဖိုင်လေးကျွန်တော်ရဲ့ဒီ channel မှာကျွန်တော်တင်ထားပေးမယ်ဆိုတော့သူကတော့အဲ့ဒီမှာကားပေါ်မှာပဲတည်ဆုံသွားတယ်ကားကတော့အဖြူပေါ့နော်ကားအဖြူနဲ့နေပြီးတော့သူစီးလာတယ် စီလာတဲ့ခါကျတော့ဒီကနေပြီးတော့ချိုးပြီးတော့ပြစ်တက်လိုက်တယ်နော်ပြစ်တက်လိုက်တဲ့ခါကျတော့အဲ့ဒီမှာသူ့မှာပါလာတဲ့ပစ်တုနော်ပစ်တုတလက်ရဲ့လက်ပစ်ပုံးရဲ့နော်သိမ့်စေရမိနေဆိုတဲ့ဟာကိုတည်င်းတက်ပုံးတွေနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒါတော့ဒီမှာတည်ဆုံသွားတဲ့ဒီပြစ်ခတ်တဲ့ပုံစံတွေကလည်းတကယ်နော်ဒီသူတို့သုံးလေးယောက်အဆက်မပြတ်ပြစ်ပြီးတော့အလိုမျိုးတည်ဆုံသွားလာကိုတွေ့ရတယ်အဲ့ဒီဗီဒီယိုဖိုင်မှာနော်နောက်တစ်ခုကမကွေးပကုတ်ကူပြောမှာဆိုလို့ရှိတော့ကောက်ကွင်းကနေပြီးတော့ပြန်လာတယ်အဲ့ဒီမှာနော်အဲ့ဒီကလည်းကျွန်တော်တို့ကပ္ပစ24နော်ပုံမှု တော်စင်ဦးဆိုတဲ့လူနဲ့သူ KTV ပိုင်ရှင်အစ်ပြတော့ KTV ကနေပြန်လာတော့เนาะ KTV ပိုင်ရှင်သူကတော့ဘောမပေါ့เนาะဘောမပေါ့ဆိုတော့ကားနဲ့ပြန်လာတယ်ပြန်လာတဲ့ခါကျတော့အဲ့ဒီမှာဂျိုပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့နေတော့အဲ့ဒီမှာနှစ်ယောက်စလုံးမလခီရဖြစ်သွားတယ်ဒီ KTV ရဲ့ပိုင်ရှင်ကတော့မြင့်ဦးလို့ခေါ်တယ်အခုနောက်ကဒီကောက်ကွင်းကပြန်လာတဲ့ဒီကပတ်စ24ပုံမူး တော်စင်ဦးလို့ခေါ်တယ်နော်ပုံမှန်တော်စင်ဦးဒီပြန်တော့တော်အကောင့်ကြီးကြီးသေးတယ်နော်အခုနကဒီရှမ်းပြည်နဲ့ဒီရောင်ငံမှာလည်းအဲ့ဒါလည်းအကောင့်ကြီးကြီးပဲနော်အကောင့်ကြီးကြီးပဲဆိုတော့တော်တော်ကိုသူတို့ဘေးနေရာမှာသွားသွားဒီဒေါ်လာရဲ့အဖွဲတွေကလိုက်ပြီးတော့ကျွန်တော်တို့ချင်းချောက်နိုင်တယ်ဆိုတဲ့ဟာကိုတော့ဒီ ဒါရကတွေဒီတည်တဲ့ပုံတွေဒီအဖြစ်ပြက်တွေအားဖြင့်ကျွန်တော်တို့သိနိုင်နေဆိုတဲ့ဟာတော့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီမန္တလေးတိုင်းမှာမြင်းချံမှာဆိုလို့ရှိရင်တော့ကြောက်ပြုတ်ကျဲရွာမှာဒီစကားဆိုင်ရဲ့ဒီခန်းကိုနေပြီးတော့တော်လိုင်းရဖွေတွေကဝင်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာတယောက်သေးဆုံးသွားတယ်ခုနဦးတန်ရာရရှိတယ်ဆိုတဲ့ဟာကတော့ဒီနေ့တည်တဲ့ပုံတွေနဲ့တကွာကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကဒီမားလာမှာဆိုလို့ရှိရင်တိုက်ရခိုင်ရေနော်အဲ့ဒီမှာတကက်တမဆေခုရှိတယ်နော်ဆေခုကိုနေပြီးတော့ဒီနေ့အချင်းချုံနေတယ်ကျွန်တော်ပြောချင်တယ်ဆိုတော့ အဲ့ဒီစေကုတ်တိမှာ၈ခုကကျွန်တော်တို့ဒေါ်လာရဲ့အဖွဲ့တွေနဲ့အလူးအလေးเนาะအလူးလိုက်ခံရတယ်เนาะခံရတယ်ဆိုတော့အခုတမမူအခုပြောနေတဲ့ဟာကတမမူတွေเนาะတမမူတွေအကြောင်းကျွန်တော်တို့ပြောတာဖြစ်တယ်ဆိုတော့အဲ့ဒီတမမူမှာကျွန်တော်တို့တမ9ခုနှစ်ဆိုတော့89ခုနှစ်ပေါ့เนาะ89ခုနှစ်ကတော့ကျွန်တော်တို့အခုကသကသမှာဆိုလို့ရှိရင်တော့အောင်သက်ဦးเนาะအောင်သက်ဝါဆိုလို့ရှိရင်ကျွန်တော်တို့ဖန်ခံရတယ်เนาะဖန်ခံရတယ်အဲ့ဒီကသမှာဒေါ်လာရဲ့အဖွဲ့တွေကဖန်စီလိုက်တယ်เนาะအဲ့ဒီ စေခုမှာကျွန်တော်တို့တကက်တိုက်ရိုက်ခိုက်ရတကက်အကျန်းစားအကျန်းစားစေခုရှိတယ်နော်စေခုမှာခု89ခုနဲ့ရတော့ကျွန်တော်တို့တမဘုံဖန်ခံရတယ်88နော်89ခုနဲ့ပြလို့ရှိရင်နော်88 88ရတာကျွန်တော်တို့ကချင်ဖက်မှာနော်ကချင်ဖက်မှာအဲ့ဒီမှာဆိုလို့ချင်း main to u main to u ဆိုတဲ့ကအဲ့ဒီဘုံမောက်ပိုက်ပွဲမှာနော်ဘုံမောက်ပိုက်ပွဲမှာအဲ့ဒီမှာဆုံးသွားတယ်နော်ဆုံးသွားတယ်ဆိုတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်71နော်71ကကျွန်တော်တို့ဒီတမဘုံမူကြီးနော်မင်းမင်းထွန်း မင်းမင်းထုံးကလည်းကျွန်တော်တို့ဒီရခိုင်မှာနော်ရခိုင်မှာနေပြီးတော့အဲ့ဒီမှာသေးတယ်နော်ရခိုင်မှာသေးတယ်20နှစ်နော်တက်မှတ်20နှစ်ကတော့ဘုံမူကြီးအောင်နေမျိုးဆိုတဲ့လူကလည်းအဲ့ဒီရခိုင်ပြည်မှာသေသွားတယ်တော့အဲ့ဒီပြတော့ရခိုင်မှာတက်မှတ်မှုနှစ်ယောက် သေးတယ်33 33ကြတော့ကျွန်တော်တို့ဒီပုံမှုချုပ်ကျွန်တော်ဆမ်းမြင့်အေးအေးယူခံရတယ်နော်သူကတော့အတော့မကြလို့အေးအေးယူခံရတယ်နောက်တစ်ခုက44 44ကြတော့ပုံမှုချုပ်အခုပြောတဲ့လူတွေအကုန်လုံးကပုံမှုချုပ်တွေကြီးပဲနော်အဲ့ဒီပုံမှုချုပ်တွေကအင်းမင်းနောင်အင်းမင်းနောင်ကတော့ခရင်ပြည်မှာအခုနကလေရင်ပြင်းနဲ့ဒီဟယ်လီကော်ပတာနဲ့သွားတဲ့ခါကျတော့ဒီခရင်ကနေပြီးတော့ပြစ်ချလိုက်တယ်ဒီမှာမာလခီယာဖြစ်သွားတယ်နော်ဖြစ်သွားတယ်ဆိုတော့အဲ့ဒီမှာသေပြန်ရောသေပြန်ရောနောက်တစ်ခုကတက်မ55အဲ့ဒီမှာလည်းပုံမှုချုပ် အဲဇော်မျိုးဝင်းဆိုတဲ့လူကနေပြီးတော့ဒီရှမ်းမြောက်မှာဖမ်းခံရတယ်နော်ဖမ်းခံရတယ်အဲ့ဒါကတော်လိုင်းရဖွေတွေကနေပြီးတော့ EEO တွေကဖမ်းလိုက်တာဖမ်းလိုက်တယ်ဆိုတဲ့အခါကျတော့အဲ့ဒီမှာဖမ်းခံထားပဲရောနောက်တစ်ခုက66နော်66ကလည်းကျွန်တော်တို့ဒီဘုံမှုချုပ်ဝင်းသူလင်းကလည်းကျွန်တော်တို့အငင်းစားကိုပေးလိုက်တယ်ဒါမင်းဘာမှအကောင်းမကြဘူးဆိုရင်မှသူ့ကိုအငင်းစားပေးလိုက်တယ်နော်ဆိုတော့အဲ့ဒီမှာဖမ်းခံရတာနဲ့နော်ဖေးတာနဲ့အဲ့ဒီမှာဖြုတ်ချခံရတာနဲ့တက်မဆေခုမှာနော်တကယ့်တိုက်ရိုက်ခိုက်ရဲဆေခုမှာ လွတ်တာဆိုလို့နှစ်ခုပဲလွတ်တယ်အဲ့ဒါကတာမ33ရဲ့တာမ66ရဲ့เนาะအဲ့ဒီတာမမုံနှစ်ယောက်ကတော့လွတ်နေသေးတယ်အခုလွတ်အခုလွတ်လို့ဆေးပေါ့เนาะကြံတဲ့6ခုကတော့ကျွန်တော်တို့လုံးဝစုပြတ်တတ်သွားပြီเนาะတိုက်ရိုက်ခိုင်းရအမာခံပေါ့เนาะတကယ့်အမာခံပဲเนาะတကယ့်လူဆိုးခိုင်းတယ်လားတခုခုဆိုလို့ရှိရင်တော့သူတို့ကပဲလွတ်တယ်เนาะတိုက်ရိုက်ခိုင်းရမှာကွန်မန်ဒိုတတ်မှာပဲလားတိုက်ရိုက်ခိုင်းရဆိုတော့အဲ့ဒီမှာတကယ့်အနည်းချုပ်အနေနဲ့ကျွန်တော်တို့ဒီနေ့တတိမီဒီယာတွေမှာဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်စိတ်ဝင်စားစရာကောင်းတယ်ဆိုတော့ ဒီမှာအလားမှာလုံးဝလွလွကျွကျွရှိတဲ့ဟာတမန်နှခုပဲရှိတော့တယ်အဲ့ဒါကတမန်33ရဲ့တမန်66ရဲ့ဆိုတော့အဲ့ဒီနှခုကလည်းမကြခင်နော်ဒီတော်လိုင်းရဲ့တက်ဖွဲ့တွေရဲ့နော်တက်ခိုက်မှုကိုလူးလိုက်ခံရမယ်ဆိုတာတော့ဒီချောက်ပေါ့ကျွန်တော်တို့ပြောနိုင်တယ်ဘာဖြစ်လို့ဆိုတော့တော်လိုင်းကြီးကလုံးဝမရက်ဘူး တရက်ထက်တရက်တရက်ထက်တရက်တိုးတာပဲရှိတယ်နော်လွတ်ဝဆုတ်တာမရှိသေးဘူးနော်လေးနေရှိပြီလွတ်ဝဆုတ်မရှိဘူးကျွန်တော်တို့အတက်ပဲရှိတယ်အမကြခင်သေးပဲကျွန်တော်တို့ခုနကညောင်ချိုးမြူဟာစခန်းကိုတင်းလို့ရတယ်ဒီမိင်္ဂလင်အတွင်းမှာပဲနော်ဒီဖက်မှာဆိုလို့ရှိရင်တော့ flan တင်းလို့ရတယ်ဆိုရှင်တော့ indoor တင်းလို့ရတယ်အခုလည်းဆက်ပြီးတော့တင်းဖို့နော်အချိန်နဲ့အကောင်းတွေအများကြီးရှိနေတဲ့မြို့တွေအများကြီးရှိသေးတယ်နော်ဆိုတော့မြို့ပေါင်း60ကျော်ကိုတင်ပိုက်ရရှိထားတဲ့အရာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့ April 17ရက်နေ့မှာတတိမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆွေးကြရအောင် पक्का सब्सक्राइब करने के खालो करने पे चार पेंशनों भी